မိတ်ဆွေချစ်ခင်နေတဲ့သူကမိတ်ဆွေကို လုံးဝဆွေးနေနေတာမျိုးကိုလို့ရှင်ပါသလားသူစိတ်ထဲကမိတ်ဆွေကို လုံးဝထုတ်ပေလို့မရပဲအမြဲတမ်းတတိယနေတာမျိုးကို ဖြစ်စေရှင်ပါသလားမိတ်ဆွေဟာသူ့ရဲ့တူးသေးသောသူဖြစ်တယ်လို့သူ့ဖက်ကခံစားစေရှင်ပါသလားသူ့ဖက်ကမိတ်ဆွေတူးသေးကိုပဲရှစ်ခင်နေတာမျိုးကိုဖြစ်ရှင်ပါသလားဒါတွေကိုဘလို့ manifest ပြုလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ် ကိုချင်းခင်နေတဲ့သူကိုလိုရှင်နေတဲ့ကိုရဲ့တစ်ဖက်လူဟာဘသူပဲဖြစ်နေပါစေဒီဗီဒီယိုမှာပြောပြပေးမယ့်နည်းလမ်းကအလုတ်ဖြစ်ပါတယ်ကိုချင်းခင်နေတဲ့သူ ကိုလိုရှင်နေတဲ့သူကိုရဲ့တစ်ဖက်သူဟာကိုရဲ့ချစ်သူဟောင်းတယောက်လေးဖြစ်နိုင်ပြီးရင်အခုမှစတွေ့ပြီးရင် relationship တစ်ခုကိုဖန်တီးရှင်တဲ့သူလေးဖြစ်နိုင်တယ်ဘာပဲဖြစ်ဖြစ်ကိုလိုရှင်တဲ့သူဘသူကိုမဆိုဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ် ဒီဗီဒီယိုမှာပြောပြပေးမယ့်နည်းလမ်းကိုအသုံးပြုတော့မေဆိုရင်ကျွန်ုပ်တို့အနေနဲ့တိတိတိထိုက်ဓာလေးတွေကိုနည်းနည်းတော့ပြောပြပါမယ်။ကျွန်ုပ်တို့ဟာကိုလိုရှင်နေတဲ့ချစ်သူတယောက်ကို manifest ပြုလုပ်ဖန်တီးတယ်ဆိုတာခက်ခဲတဲ့အလုပ်မဟုတ်သလိုရှုပ်ထွေးဖို့လည်းမလိုပါဘူး။ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုရင်တချို့တလေတွေကကိုလိုချင်တဲ့ချစ်သူကို manifest ပြုလို့ရတာအရင်ခက်ခဲတယ်မဖြစ်နိုင်ဘူးစသဖြင့်ပုံစံအမျိုးမျိုးပြောနေကြတယ် ီလိုစကားတွေကြောင့်မိတ်ဆွေတို့အနေနဲ့ကိုလိုရှင်တဲ့ချစ်သူကို manifest ပြုလုပ်မေဆိုတဲ့အခါငါအနေနဲ့ဖြစ်မှဖြစ်ပါမလားဆိုတဲ့ယုံကြည်တဲ့စိတ်တွေရော့ကျသွားတာရှိတယ်။ဒါကြောင့်တချို့ကလေစ조사လိုရှင်တဲ့စိတ်ကြောင့်နှိမ့်နဲ့မျိုးစုံကိုသုံးနေကြတယ်။ manifestation နည်းလမ်းတွေဟာအများကြီးရှိပါတယ်ဒါပေမဲ့မိတ်ဆွေအနေနဲ့မြောင်များစွာသောနည်းလမ်းတွေကိုသုံးနေစရာမလိုပါဘူး ကိုယ့်အနေနဲ့အမှန်တကယ်အလုပ်ဖြစ်တည်ထိရောက်တည်တော့ခင်စားရတဲ့နှိမ့်နဲ့တစ်မျိုးနှမျိုးကိုရွေးရှည်အသုံးပြုနိုင်ပြီဆိုရင်လုံလောက်ပါတယ်။လိုချင်တဲ့ချစ်သူကို manifest ပြုလုပ်တဲ့နှိမ့်နဲ့တွေအများကြီးရှိပါတယ်။ဒါပေမဲ့အချိန်တိုင်းအချိန်တိုင်းမှာနှိမ့်လဲတိုင်းနှိမ့်လဲတိုင်းကတော့မိတ်ဆွေအတွက်အကောင်းဆုံးဖြစ်နေမှာမဟုတ်ပါဘူး။ manifestation နှိမ့်နဲ့တော်တော်များများက the state of the wishful face ဆိုတဲ့ကိုယ်စင်တာပြေဝါသွားတဲ့အရှိအနေကိုရောက်အောင်ရည်ရွယ်တဲ့နှိမ့်နဲ့တွေဖြစ်ပါတယ်။ အဲ့ဒီလိုဆန္ဒပြေဝါသွားဖို့ဆိုတာကလေကိုယ့်ရဲ့လက်ရှိအရှိအနေကိုယ့်ရဲ့ခင်စားချက်ပေါ်မှာအများကြီးမူတည်ပါတယ်။တချို့ဆိုရင်အရင်ကိုဆိုးဝါးတဲ့အရှိအနေတွေနဲ့ကြုံတွေ့ခဲ့ရတဲ့သူတွေရှိတယ်။ဥပမာကိုကချစ်သူဟောင်းတယောက်ကိုပြင်လို့ရှင်နေတဲ့အချိန်မှာအဲ့ဒီချစ်သူနဲ့ပတ်သက်လို့မကောင်းတဲ့နောက်ခံအကြောင်းအရာတွေရှိခဲ့တယ်။ဆိုဆိုဝါးရရင်ဖြစ်ခဲ့တာရှိတယ်ကိုကပြစ်ပီခံရတာတွေရှိတယ်တစ္ဆာဖောက်ခံခဲ့ရတာတွေရှိတယ် ညင်းဆိုခင်ခဲ့ရတာတွေ ရှိတယ်ဒီလိုအရှိအနေမျိုးတွေကြုံတွေ့ခဲ့ရတာတွေရှိနိုင်တယ်ဒါအပြင်ကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်ကိုမကောင်းတဲ့စကားတွေပြောလာတာပေါ့နော်နင်းနဲ့မတွေ့ရှင်ဘူးနင်းမျက်နှာငါမမြင်ရှင်ဘူးနင်းနဲ့ပဲသလို့ငါဘာခင်စားချက်မှမရှိဘူးနင်းနဲ့ငါဘေတော့မှအဆက်အသွယ်ပြုလို့မှမဟုတ်ဘူးစသဖြင့်အဲ့ဒီလိုဆိုးဝါးတဲ့စကားတွေနဲ့အပြောခင်ခဲ့ရတာတွေရှိမိတယ် ဒီလိုအခြေအနေမျိုးတွေရှိခဲ့မှုတဲ့လူကကိုလိုရှင်တဲ့သူတရားကို manifest ပြုလုပ်ဖို့နီးလင်းတွေကိုစ조사လိုက်တဲ့အခါကိုယ်စင်တာပြည့်ဝနေတဲ့အခြေအနေကိုရောက်မေးအစအတိတ်ကအကြောင်းအရာတွေကိုအစပြောပြလိုက်သလိုဖြစ်စီပြီးမိမိကိုကိုယ်စိတ်မကောင်းဖြစ်စီတယ် ကိုရဲ့ဥနှောင်းကအတိတ်တုန်းကကို့အတွဲမကောင်းတဲ့အမှဲရဇရာတွေကြောက်ရွံ့မှုတွေအားလုံးကို ထုတ်ပြလာပြီးရင်ဒီလို manifestation နည်းလမ်းတွေကိုအသုံးပြုလိုက်တဲ့အခါတိုင်းမှာကို့ဆန္ဒပြည့်ဝတဲ့အရှိအနေကိုဘေတော့မှ မရောက်နိုင်တာကြောင့်အဲ့ဒီနည်းလမ်းတွေဟာတခါတလေအထောက်အကူမပြုတ်နိုင်တဲ့အရှိအနေကိုရောက်သွားပါတယ်ဒါကြောင့်တချို့သောသူတွေကလူရှင်တဲ့ချစ်သူကို manifest ပြုလို့ရတာခက်ခဲတယ်မဖြစ်နိုင်ဘူးအဲ့ဒီလိုစကားတွေပြောလာကြတာဖြစ်တယ် တကယ်တော့လူရှင်တဲ့ချစ်သူကိုအမှန်တကယ် manifest ပြုလုပ်နိုင်ပါတယ်။ကိုယ့်ရဲ့ဥနှောင်းဟာအတိတ်ကကို့အတွက်မကောင်းဖြစ်စေခဲ့တဲ့အကြောင်းအရာတွေကိုအစမဖော်ခေဘူးဆိုရင်တော့ကိုလူရှင်တဲ့ချစ်သူကိုကောင်းမွန်စွာ manifest ပြုလုပ်နိုင်ပါတယ်။ ကိုလိုချင်တဲ့ချစ်သူကို manifest ပြုလုပ်ဖို့သူကကိုယ်အပေါ်ဆွေးနေလာစေဖို့သူကကိုတယောက်ဒီကိုသာချစ်ခင်တွေ့တာတဲ့စိတ်ဖြစ်နေစေဖို့ဒီဗီဒီယိုမှာပြောပြပေးမိနီးနဲ့ဟာစိတ်မကောင်းဖြစ်စေတဲ့ပြဿနာတွေကိုရှောင်ကွင်းနိုင်တဲ့နီးနဲ့တွေထေးကတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်အခုအချိန်မှာမိတ်ဆွေအနေနဲ့စိတ်မကောင်းဖြစ်နေစရာမလိုတော့ပါဘူး။ ကိုယ့်ရဲ့စိတ်ထဲမှာစိတ်မကောင်းမဖြစ်တော့တဲ့အခါဒီနည်းနဲ့ကအမေတကြီးကိုအလုံးဖြစ်စေနိုင်ပြီးရင်လုံးဝကိုအတားအဆီးမရှိပြီးကိုယ်စင်တာပြေဝါသွားတဲ့အခြေအနေကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမှာပြောပြပေးမယ့်နည်းနဲ့ဟာကိုလိုချင်တဲ့ချစ်သူကို မြင်မြင်ဆင်ဆင်လွေ့လွေ့ကူကူ manifest ပြုလုပ်ဖန်တီးနိုင်ပါလိမ့်မယ်။ဒီနည်းနဲ့ကိုညအိခာနည်းအချိန်မှာအသုံးပြုပါ။ဒီနည်းနဲ့ဟာစိတ်ကူးရင်ပုံဖော်မြင်ရောင်တဲ့နည်းနဲ့ပဲဖြစ်ပါတယ်။ ဒီနည်းနဲ့ကိုအသုံးပြုတဲ့အခါမှာကိုယ့်ရဲ့ခေါင်းအုံးပေါ်မှာလေးလျောင်းပြီးရင်အသုံးပြုဖို့အကျင့်ပြုပါတယ်။တကယ်တော့မိတ်ဆွေဟာခေါင်းအုံးပေါ်မှာခေါင်းချလိုက်တာနဲ့ချက်ရှင်းအိပ်ပျော်သွားတဲ့တည်းဆိုရင်တော့ထိုင်လို့ပြုလုပ်လိုက်ပါ။အဓိကအိပ်မပျော်သွားဖို့လေအရေးကြီးပါတယ်။ဒီလိုဆိုရင်ပထမအဆုံးအနေနဲ့မိတ်ဆွေဟာထိုင်လို့ပဲပြုလုပ်လို့လေးလျောင်းလို့ပဲပြုလုပ်လို့စိတ်ကိုအနားယူဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့စိတ်ဟာတက်တောင့်တက်တာရှိပြီးရင်စိတ်ပြေရောသွားတဲ့အခါတော့မျက်လုံးတွေကိုညင်သာစွာမှိတ်လိုက်ပါဒီလိုအချိန်မှာကလေးကမိတ်ဆွေဟာသိနေရမယ့်အချက်တစ်ခုတော့ရှိပါတယ်။အဲ့ဒီအချက်ကတော့ကိုလိုရှင်နေတဲ့ချစ်သူဟာကိုနဲ့အတူတူက relationship တစ်ခုဒီမှာရှိနေပြီသားဖြစ်တယ်လို့သိနေရမှာဖြစ်တယ်။ကိုလိုရှင်တဲ့ချစ်သူဟာကိုရဲ့ ex ဖြစ်နေတော့ကိုရဲ့ crush ဖြစ်နေတော့ relationship တစ်ခုကိုတည်ဆောက်နေတော့စူးစမ်းနေတဲ့အရှိအနေထင်းမှာရှိနေတဲ့ပုံစံမျိုးနဲ့မိမိကိုယ်ကိုသိနေပေးရမှာမဟုတ်ပါဘူးအခုအချိန်ကစားပြီးရင်မိတ်ဆွေဟာသူ့ကိုလိုရှင်တော့ manifest ပြုလုပ်နေတဲ့လူတယောက်မဟုတ်တော့ပါဘူးအခုအချိန်မှာမိတ်ဆွေဟာသူ့နဲ့အတူတကွာ relationship ထင်းမှာရောက်ရှိနေပြီဆိုတာကိုတော့သိဖို့လိုပါတယ်ဒီလိုသိထားပြီးရင် ကိုယ့်ရဲ့စိတ်ကလေးဟာသူ့စီကိုရောက်သွားတဲ့ပုံစံမျိုးကိုတွားလိုက်ပါ တနည်းအားဖြင့်ပြောမေဆိုရင်ကိုယ့်ရဲ့ဝိညာဉ်ကိုယ့်ရဲ့လက်ပြကလေးဟာကိုနေတဲ့နေရာကနေပြီးတော့ပြင်သင်းပြီးသူရှိတဲ့နေရာကိုသွားလိုက်တယ်။လက်ပြဝိညာဉ်ကလေးထွက်သွားတာမို့လို့မိတ်ဆွေကိုဘသူကမှမမြင်နိုင်ပါဘူး။အဲ့ဒီအချိန်မှာကိုချစ်ခင်နေတဲ့ချစ်သူကိုရဲ့တဖက်လူဟာသူ့ရဲ့တငင်ရှင်းတွေနဲ့အတူတကွရှိနေတယ်ဆိုတာကိုစိတ်ထဲမှာမြင်အောင်ကြည့်ပါ။ သူဟာသူ့တငီရှင်းတွေနဲ့အတူတူကလက်ဖက်ရည်ဆိုင်တဆိုင်မှာဝိန့်ဖွေးပြီးရင်ထိုင်နေတယ်။ဒါမှမဟုတ်နေရာတနေရာမှာသူ့တငီရှင်းတွေနဲ့အတူတူကရှိနေတယ်။ကိုကြိုက်တဲ့နေရာလေးတစ်ခုကိုစိတ်ကူးရင်ပုံဖော်ပြီးရင်မြင်အောင်လိုက်ပါ။အဲ့ဒီအချိန်မှာမိတ်ဆွေရဲ့စိတ်ဝိညာဉ်ဟာသူ့တို့နားကိုရောက်သွားတယ်။မိတ်ဆွေရဲ့စိတ်ဝိညာဉ်ဟာလက်ပြကောင်လေးတစ်ကောင်လိုပဲဖြစ်ဖြစ်ရင်ကောင်လေးတစ်ကောင်လိုပဲဖြစ်ဖြစ်သူ့တို့နားမှာဝေးပြီးရင်ပြန်သင်းနေတယ်။ ဒါပေမဲ့မိတ်ဆွေကိုဘသူကမှတွေ့မြင်တော့မရပါဘူးမိတ်ဆွေကသာလျှင်သူတို့ကိုမြင်နေတာပဲဖြစ်တယ်။အဲ့ဒီအချိန်မှာမိတ်ဆွေရဲ့ချစ်သူကမိတ်ဆွေအကြောင်းကိုသူ့တငီရှင်းတွေစီမှာပြောပြနေတာဖြစ်တယ်။အဲ့ဒီစကားလုံးတွေကလေမိတ်ဆွေအတွက်ကောင်းဝင်ပြီးရင်မိတ်ဆွေကြားရှင်နေတဲ့စကားလုံးတွေပဲဖြစ်တယ်။သူကသူ့တငီရှင်းတွေကိုဘာတွေပြောနေသလဲဆိုရင်သူဟာငါဘဝမှာအရင်ကိုတင်ဖို့ရှိတဲ့လူတစ်ယောက်ဖြစ်တယ်။ သူဟာငါဘဝမှာအချစ်ဆုံးသောတဦးသေးသောသူပဲငါဘဝမှာဘသူ့ကိုမှသူ့လောက်မချစ်ခဲ့ဘူးပါဘူးငါဘဝမှာသူ့ကိုလောက်ထိနည်းနည်းချင်းချင်းချစ်ခဲ့ဖူးတာဘသူ့မှမချစ်ခဲ့ပါဘူးသူကငါကိုမယုံနိုင်လောက်အောင်ပျော်ရွှင်စေတယ်သူဟာငါကိုအရင်ပျော်ရွှင်စေတဲ့သူဖြစ်တယ်ငါစိတ်ကိုအရင်ကြည်နေစေတဲ့သူဖြစ်တယ်ငါကသူ့နဲ့အတူတူအမြဲတမ်းရှိနေရှင်တယ် သူ့ကိုပိန်ဆိုင်ရဖို့ဆိုရင်ငါဘာမဆိုပြုလုံးမှာပဲငါဟာသူ့မရှိရင်မနေနိုင်ဘူးသူ့ကိုအမြဲတမ်းတင်းတင်းတတသတိရနေမိတယ်သူ့ဟာငါအတွက်အထူးခြားဆုံးသူပဲငါသူ့ကိုဘလောက်ချစ်တယ်ဆိုတာနင်တို့အလုံးသိတယ်မဟုတ်ဘူးလားငါဘဝမှာသူ့ဟာအရေးအကြီးဆုံးအထူးခြားဆုံးသူပဲဖြစ်တယ်အဲ့ဒီလိုပုံစံမျိုးမိတ်ဆွေရဲ့တစ်ဖက်လူကမိတ်ဆွေအကြောင်းကိုပြောနေတာတွေကိုကြားရအောင်လိုက်ပါ အခုပေးခဲ့တဲ့ဥပမာတွေမှာသူသူတော့ပြောနေတာတွေဟာမိษွေပဲဖြစ်တယ်။ဒီနေရာမှာကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်ကိုဘလို့နင်စားတွေသုံးပြီးခေါ်တဲ့သလဲ။အချစ်လို့ခေါ်သလား။ကိုကိုလို့ခေါ်သလား။မောင်မောင်လို့ခေါ်သလား။မမလို့ခေါ်သလား။အမလို့ခေါ်သလား။ညမလို့ခေါ်သလား။အဲ့ဒီလိုကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်ကိုခေါ်တဲ့နင်စားတွေကိုသူဆိုတဲ့နေရာမှာအစာထိုးပြီးကြားအောင်ပေးလို့ရပါတယ်။ အခုမိတ်ဆွေရဲ့တဖက်လူက သူ့ရဲ့တငင်ရှင်းတွေကို ပြောနေတဲ့စကားတွေဟာ သူ့အနေနဲ့ရိုးရိုးသားသားယဉ်ထည်ကပြောပြနေတဲ့စကားလုံးတွေဖြစ်တယ်။သူ့ရဲ့စိတ်ထည်ကပျော်ရွှင်မှု အပြည့်နဲ့ပြောပြနေတဲ့စကားလုံးတွေဖြစ်တယ်။မိတ်ဆွေရဲ့တဖက်လူဟာတလောကလုံးမှာ သူ့အချစ်ရဆုံးသူအယူအမူချစ်နေရတဲ့သူဆွေးနေနေရတဲ့သူအဲ့ဒီလူဟာမိတ်ဆွေပဲဖြစ်ပါတယ်။ ဒါကြောင့်မိတ်ဆွေရဲ့အကြောင်းကိုသူ့တငေရှင်းတွေကိုပြောပြနေသေးဆိုတာကို နားထိမှကြားအောင်လိုက်ပါသူ့ရဲ့အတင်တွေကိုနားထိမှကြားအောင်ပြီးရင်သူဟာအရင်ပျော်ရွှင်နေတဲ့ပုံစံနဲ့သူ့တငေရှင်းတွေကိုပြောပြနေသေးဆိုတာကိုလေးမြင်အောင်လိုက်ပါအဲ့ဒီလိုကိုယ့်ရဲ့တစ်ဖက်လူကမိတ်ဆွေအကြောင်းကိုပြောပြနေတဲ့စကားအဆုံးမှာသူ့တငေရှင်းတွေကလေသူ့ကိုဘလို့ပြန်ပြောမလဲဆိုရင်မိဟာဒီမိန်းကလေးနဲ့ကြားမှာဒီလောက်ပြောနေတာကိုငါတစ်ခါမှမမြင်ဘူးမိဟာ အဲဒီကောင်လေးနဲ့ကြမှာဒီလောက်ပြောနေတာကိုငါတို့တခါမှမမြင်ဘူးဘူးဆိုတော့စကားမျိုး ကိုပြင်ပြောနေတယ်ဆိုတာကိုစိတ်ကူးရင်နိုင်ပါတယ်အိပျော်ခါနေ့အချိန်မှာဒီလိုစိတ်ကူးရင်မြင်ကွင်းမျိုးကိုကိုယ့်ရဲ့စိတ်ထင်းမှာမြင်ရောင်ပြီးရင်အိပျော်သွားတာကအကောင်းဆုံးနည်းလည်းပဲဖြစ်ပါတယ်ဒီနည်းလည်းကိုညစဉ်ညတိုင်းပြုလုပ်ရှင်းဖြင့်မိတ်ဆွေရဲ့တစ်ဖက်လူကမိတ်ဆွေအပေါ်မှာစွေးလင်းလာပြီးမိတ်ဆွေတယောက်ဒီကိုတားလျင်ရှစ်ခင်တွေးတာလာပါလိမ့်မယ် ဒီနီးနှင်းကိုအသုံးပြုတဲ့အခါကိုယ်စင်တာပြေးဝနေတဲ့အရှိအအနေကိုသီးသင်းအာယုံစိမ့်နေစရာမလိုတော့ပြီးကိုလိုရှင်တဲ့နောက်ဆုံးရလဲပေါ်မှာပဲအာယုံစိမ့်နေတာဖြစ်တယ်။ဒါကြောင့်ကိုလိုရှင်တဲ့ချစ်သူကို manifest ပြုလုပ်ဖို့ခက်ခဲနေတဲ့သူတွေဟာဒီနီးနှင်းကိုအသုံးပြုလိုက်ရှင်အဖြစ်လွေကူမြင်ဆင်စွာ manifest ဖြစ်လာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။